အားလုံးမင်္ဂလာပါဂေါမိုးစူပါမားရနိုင်တဲ့မြန်မာအစားအစာနဲ့နှီးစက်တဲ့ပစ္စည်းလေးတွေမြန်မာအစားအစာအစားထိုးပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးတော့မှပဲပြောပြသွားမှာဖြစ်ပါတယ်။အရင်ဗီဒီယိုမှာပါတဲ့ပစ္စည်းလေးတွေပြန်ပါပါမယ်။ဒါကတော့ဤချကွေးပါအာခဲပန်းလို့ခေါ်ပါတယ်။၆ချောင်းပါတာကိုရန်၃ရောင်ဝန်းကျင်လောက်ရှိပါတယ်။ဒါကတော့ပလာတာပါ။ပလာတာတော့၅ချက်ပါတာကို၂ရောင်ဝန်းကျင်လောက်ရှိပါတယ်။ မနက်စာအတွက်မရှိမဖြစ်မို့လို့တော်တိုင်းဝေဖြစ်ပါတယ်ဒါကကျတော့ဥဒွန်းရဲ့ခီရှိမန်ပေါ့နော် ကျွန်တော်တွေမြန်မာအစားအစာအနေနဲ့ဆိုလို့ရှိရင်တော့နန်းကြီးတုပ်နန်းပြားတုပ်တွေမှာဒါကိုသုံးပါတယ်ကျုံခေါက်ဆွဲအတွက်ဆိုလို့ရှိရင်တော့ယာကီဆိုဘာခေါက်ဆွဲနဲ့ရာမန်ခေါက်ဆွဲတွေတုံးလို့ရပါတယ်။မြန်မာကျုံခေါက်ဆွဲနဲ့တော့နည်းနည်းလေးတော့ခွဲပါမယ်။ မနက်စာရှမ်းခေါက်ဆွဲစားဖို့အတွက်ဆိုလို့ရှိရင်ထိုင်းနဲ့ဗီယက်နမ်ကလာတဲ့ rice noodle တို့ဆိုတဲ့ခေါက်ဆွဲလေးသုံးပါတယ် beef phone ဆိုတာကတော့စံကြာစံဖြစ်ပါတယ် GOD ဘာတွေမှာသုံးလို့ရပါတယ်မုံရင်ကဖတ်အတွက်ဆိုလို့ရှိရင်တော့ဒီ so man ဆိုတာကိုသုံးကြပါတယ် ရှမ်းပေဖို့အတွက်ဆိုလို့ရှိရင်တော့ဂျပန်မှာနာတိုရှိပါတယ်။နာတိုကလည်းအမျိုးစုံရှိပြီးတော့မှပဲတစ်မျိုးနဲ့တစ်မျိုးနဲ့နည်းလေးခွဲပါတယ်။ကျွန်တော်ကတော့ဒီတာမာကိုရှော်ယူတာလေးကိုအရန်ချိန်ပါတယ်။ဒါတော့ဝါဥပါဂျပန်မှာတော့ကွန်နီယာကုလို့ခေါ်ပါတယ်။နေရာတိုင်းရှိပါတယ်။ဒါတော့အုံနို့တွေပါယူရီးယားလာတဲ့ပစ္စည်းတွေပေါ့နော်။ဂျပန်မှာကျတော့ဒီချက်သွန်ချင်းတွေလည်းရှိပါတယ်ချက်သွန်ချင်းကတော့ဒီအရာတွေအချို့ပေါ့နော် မြန်မာပြည်အားချက်သွင်းခြင်းလို့စားခြင်းလေဆိုလို့ရှိရင်တော့လည်းပါပြန်ပြင်ရပါမယ်။ကျောစားကတော့ဖတ်ထုတ်ပါဒီမှာလည်းဖတ်ထုတ်တရားအလွယ်တကူဝယ်လို့ရပါတယ်။ရှီတိုကီကူရာကေဆိုတာကတော့ချောက်ပွင့်မှာကျွန်တော်တို့သိမဝင်စားဖြစ်ပါဘူး။ဟာရူဆာမေကတော့ပေးချာဆန်မှာဒါကတော့ခူရိုကီကူရာကေပါမြန်မာမှာတော့ချွန်းရည်လို့ခေါ်ရပါပါ။ စရိကောမဆိုတာကတော့နန်းထောင်းမှာသူကတော့အဖြူရောင်ပေါ့နော်ရှီတိုကြီးဟာရှိမယ်ဒါကတော့အနက်ရောင်အမဲရောင်နန်းထောင်းရှိပါမယ်ဒါကတော့မထောင်းထားရလေတဲ့နန်းစိတ်လေးပါချက်သားမုံအတွက်ကတော့တူရီသားရှိနော့ဆိုဆိုတဲ့ဟာလေးကိုသုံးပါတယ်တော်တော်လေးကောင်းပါတယ် ဒါတော့ငါအမုံပေါ့နော်ခါဆိုဒါရှိဆိုတဲ့ဟာကလည်းညမကြီးမှလည်းတော်တော်များတော့ကြမယ်လို့ထင်ပါတယ်။ပုံရင်ကတော့ရခိုင်မုံတူရီမှာတုံးလို့ရပါတယ်။ Wine Star ဆိုဆိုကတော့ခယူးစီပါ။ဒါကတော့တရုတ်ကလာတဲ့ခယူးစီရဲ့ဘေးမှာတော့ထိုင်းကလာတဲ့ခယူးစီရှိပါတယ်။ကိုနှစ်တရာဝယ်တုံးနိုင်ပါတယ်။ရှာလကာရီကလည်းတရုတ်ကလာတဲ့ရှာလကာရီတွေပါ။ဖနီကာလို့ရေးထားပါတယ်။ အဲနောက်ပြီးတော့မှပဲဂျပန်ကရှာလကာကြီးလည်းမျိုးစုံရှိပါတယ်။ဒါပေါ့နော်တော်တော်များတုံးကြတော့ရင်ကောစုကိုတုံးကြမယ်ထင်ပါတယ်။ကျွန်တော်အတိတ်မတုံးဖြစ်ပါဘူး။ဘေးငန်းများရဲ့အကြည့်အတွက်ဆိုလို့ရှိရင်ဒီတရုတ်ကလာတဲ့ဥစုခုရှိတိုက်ပူပါလေတုံးကြည့်ပါ။ဒါမာရီတိုက်ပူကတော့ဘေးငန်းများရဲ့အနောက်ပါဂျပန်ရဲ့ဘေးငန်းများကြီးလည်းအများကြီးရှိပါတယ်။ တံများရေအတွက်ဆိုလို့ရှိရင်တော့ဒီရေရေမွန်ချီတူကိုသုံးပါတယ်ညူတီတွေလည်းအများကြီးရှိပါတယ်အမျိုးစားပေါ့နော်ကျွန်တော်တို့ဒီညူတီမုံတွေရောညူတီ6တွေတို့အမျိုးစုံတော့ရှိပါတယ်အယောင်တင်မုံအတွက်ဆိုလို့ရှိရင်တော့ဒါလီရတော့အဆင်ပြေမင်းတင်နေဒါကတော့ကင်ချီလို့ဖို့အတွက်ပါညူတီအတောက်လည်းရှိပါတယ် ားတော့ချောက်ချောမုံမှာအမုံလည်းရှိသလိုမျိုးဒီလိုမျိုးဒီရေနဲ့ဖြော်ရတဲ့ဟာလည်းရှိပါတယ်။ဘီနတ်မှာလည်းဒါ baking powder တွေရှိမယ်ဒါကကျတော့ yeast ပေါ့နော် dry yeast တို့ဆိုတာ yeast ကိုပြောတာပါ။ corn starch ဆိုတာကကျတော့ပြောင်းကုန်မုံမှာဆမ်မုံကတော့ဥဒုချီခုမယ်ဒါတော့ဆမ်မုံမှာ ပေးရတော့မူချီခုံမဲဆိုတာကကြတော့ကောက်ညင်းမုံမှာဒါကောက်ညင်းမုံပေးရတော့ဆံမုံပေါ့နော်ဆံမုံကလည်းတော့အထုတ်ကြီးရှိပါတယ်ဒါကတော့ဆံမုံအထုတ်ကြီးပါဂျပန်မှာဘဲမုံအချက်လေးရှိပါတယ်ခီနာကိုဒါပါဒါတော့ဘဲမုံအချက်ပါ ငုံဦးတွက်ဆိုလို့ရှင်တော့ဥဇူရာတမန်ကောဘောနော်ဒါငုံဦးရှိပါတယ်ဖီတန်လည်းရှိပါတယ်ထိုင်ဝမ်ကလာတာပါဒါကြတော့ဘေးဦးစာရီစိန်မှာ ီမှာဆိုလို့ရှိရင်တရုတ်ဟင်ခက်အားလည်းမျိုးစုံရှိပါတယ်တည်တဲ့ဘက်မှာတူပန်ချံပေါ့နော်ကျွန်တော်တို့ကတူပန်ချံလို့ခေါ်ပါတယ်ဘင်ငပီပါဘင်ငပီကလည်းဒီမှာတရုတ်ကလာတာလည်းရှိပါတယ်ဒီလို ပလင်းနဲ့လာလည်းရှိသလိုဟိုညစ်ဘူးလေးလာလည်းရှိပါတယ်အပေါ်မှာတော့ဒီညစ်တဲ့ဟာလေးပါနံပူရာဆိုတာတော့ငံမြာကြီးပါ ထိုင်းကလာတာရှိတယ်ဗီယက်နမ်ကလာတာရှိပါတယ် ဆော့တွေလည်းမျိုးစုံရှိပါတယ်။ထိုင်းကလာတာတွေများပါတယ်။ဒါတော့မြန်မာစားဆောင်ဖို့ပြီမဲ့ထိုင်းပေါ့နော်ကျွန်တော်၃ရက်အနှစ်တီတို့ဒီပတ်တိုင်းအနှစ်တီတို့ရှိပါတယ်။ဘေကင်အတွက်ဆိုလို့ရှိရင်တော့ဘေကင်ကဘေကင်မှာ အခုတော့ကတော့ကြောစားပေါ့နော်ဒီမှာလည်းကြောစားတွေရှိပါတယ်ရှူမိုင်းကတော့ဝတ်တပောင်းပါဝတ်တပောင်းကတော့မြန်မာဝတ်တပောင်းကိုပူချိတ်ပါတယ်ကိုပြန်ကြော်အတွက်ဆိုလို့ရှိရင်တော့ဟာရိုမာခီဆိုတာရှိပါတယ်သူကလုတ်ပြီးတာဆိုတော့စီနဲ့ကြော်လိုက်ရုံပါပဲတော်တော်လေးအဆင်ပြေပါတယ် ပဲကြော်လဲရှိပါတယ်ဒီမှာတော့อีคาริมาเมဆိုတဲ့ဟာလေးပါဒါကျွန်တော်နိုစီပါနိုစီပေးရစကီမူမီတခုဆိုတာကနိုမုံပါငငယ်အောင်နိုမုံကိုဒီတိုင်းစားခဲ့တာလေးကိုအမှန်ရစေပါတယ်နီချာစေးပါတယုတ်ကလာတဲ့နီချာစေးဖြစ်ပါတယ် တွေအဆုံရှိပြီမဲ့ကျွန်တော်တွေငါးကလေးချက်တော့စားချင်နေဆိုရင်ဒီကနေတာငါးလည်းမစိုးပါဘူး။ဟွာကာဆာကီဆိုတဲ့ငါးလေးဖြစ်မယ်။ပက်ချီဆိုတာကတော့ကျွန်တော်တွေနန်းနန်းပင်ကိုပြောတာပါ။ကီယိုမူစူပါမတော့အမြဲတမ်းလို့လို့ရှိပါတယ်။တိုကာရာရှိမြုပ်တီပါဒါတော့နည်းနည်းစီချီးပါတယ်နည်းနည်းလေးပါတော့ဟွာယန်နီယာ90ပြီးနေရပါတယ်။ ။ AB စံပေကတော့မြန်မာက9မုံ6လို့ပါပဲ။ဟုတ်ကဲ့ပါ။ဂျိုမူစူပါမားရနိုင်တဲ့မြန်မာအစားအစာနဲ့နှီးစက်တဲ့အစားအစာလေးတွေကိုမိတ်ဆက်ပြီးတော့ပါတယ်။ကြံခဲ့တာတွေလည်းရှိနိုင်ပါတယ်။ comment မှာလည်းရေးထားပေးပါဦးနော်။ဟုတ်ကဲ့ပါ။ဒါဆိုလို့ရှိရင်နောက် video မှာပြန်တွေ့ပါမယ်။